ဒီကတော့ content pillar ဆိုတာပေါ့နော်ဒါဒီမှာလဲသူ့နာမည်အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုး content type မျိုးတွေတင်မလဲဆိုတော့အဓိကစဉ်းစားတာဆိုတော့ကိုယ့်လုပ်ငန်းတစ်ခုလုံးအနေနဲ့ overall အနေနဲ့ပေါ့နော်ဘယ်လိုမျိုး theme နဲ့သွားမလဲဘယ်လိုမျိုး direction နဲ့သွားမလဲဘယ်လို content အနေနဲ့သွားမလဲဆိုတော့ကျွန်တော်စဉ်းစားတာဖြစ်တယ်ကိုခုနကချမှတ်ထားတဲ့ strategy နဲ့ပြန်ကြိုက်ရင်တော့ကျွန်တော်တို့ကအဲပေလာတွေခွဲလို့ရတယ်ပေါ့နော်ဆိုတော့တလမှာဥမာ content 10ဘုတ်တင်မယ်ဆိုရင်10ဘုတ်လုံးကိုတော့ပန်းနေရောက်ပါပြီဒီပန်းလေးကဘယ်လောက်ပါတင်တာထက်ကျွန်တော်တို့က type ပြန် ပေလာပြန်ခွဲတာပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့ education နဲ့ပတ်သက်တာတွေတင်လို့ရတယ်ဥပမာအိမ်မှာဟိုပန်းနေပေါ့နော်ပန်းဝယ်ပြီးအိမ်ရောက်တာနဲ့ပန်းတန်းမညိုသွားအောင်ဘယ်လိုလုပ်မလဲပေါ့ဒီအပေါ်ကလိုမျိုးလေးဥပမာငါတို့ပန်းဆိုင်ကပန်းဝယ်တဲ့သူတွေကငါတို့ educate လည်းလုပ်မယ်ပြီးငါတို့ပန်းဆိုင်ကဘယ်လိုမျိုးလေးအာလုံးဟိုပေါ့နော်အလုပ်သမားတွေဘယ်လို queue site တာမျိုးပြီးရင်ငါတို့ပန်းဆိုင်ကအဲ customer တွေဘယ်လို queue site တာဆိုတဲ့မျိုးလေးပြောမယ်ပြီးရင်အဲ customer ရဲ့ review တွေငါတို့တင်ကျင်တယ်ပြီးရင်တော့ငါတို့ နေကြီးရက်ကြီးတွေပေါ့နော်အဲသူတို့လည်းဒီ special days တွေဥမာ valentine day တို့အမေများနေအဖေများနေဒီလိုမျိုး promotion တွေငါတို့လုပ်ချင်တယ်အဲပြီးရင်တော့ဒါဟိုပေါ့နော် inspiration ပေါ့လေဥမာ pen နဲ့ပတ်သက်တဲ့ဟာတာတွေတင်တာမျိုးအဲပြီးရင်ဥမာအဲ pen ပုံလေးတွေကို creative ဖြစ်ဖြစ်ရိုက်တာမျိုးပေါ့ဒါကြောင့်ဈေးရောက်တာမဟုတ်တော့ဘူးဆိုတော့ဒါဆိုရင်ကိုတင်ကျင်တဲ့ဟို type လေးတွေကိုတိသွားကိုလုပ်ငန်းပေါ်မူတည်ပြီးတော့မတူတတ်ဘူးပေါ့နော်ဆိုတော့အဓိကတော့ဈေးကြီးပဲရောက်နေတဲ့အထက်အလို့အခြား လို content type တွေကျွန်တော်တို့သွားမလဲပေါ့နော်ဒါမျိုးကျွန်တော်ပြန်စဉ်းစားလို့ရတယ်ဆိုတော့ဒါတော့ content pillar အတွက်ဟာပေါ့နော်